မြစီမပိတ်တများအားလုံးပဲမင်လာပါခင်ဗျာမြစီမရဲ့တိတ်ဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေဒီခေတ်တိတ်ဆုံမေးမြန်းခန်းမှာတော့ sexual harassment နဲ့ပတ်သက်ပြီးအကြောင်းအရာတွေပြည်ပခကာလမှာအမျိုးသမီးတွေကိုလိင်ကျန်းဖတ်တဲ့အကြောင်းအရာတွေကိုအမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ sister to sister အဖွဲ့ရဲ့အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ matt tensor ရှုံးလက်ကြီးကိုတည်တံ့ဆက်သွယ်မေးမြန်းထားပါရစေခင်ဗျာ ဟုတ်ကဲ့မတ်တင်စာရွှန်းလက်ကြီးမင်္ဂလာပါခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့မအခုပေါ့နော်အခုရပိုင်းမှာပေါ့နော် sexual harassment ကိစ္စတွေဖြစ်နေတာဒါအမားတို့အဖွဲ့ဆိုလဲဒါစာရီထုတ်ပြန်ထားတဲ့ရှိပေါ့နော်ဆိုတော့လေဒီလိုဖြစ်ရတွေမှာကျူးလွန်သူကို social punishment လောက်ကြတယ်ပေါ့နော်အခုနောက်ပိုင်းတွေ့တာပေါ့နော်ဆိုတော့ဟိုဒီနေရာမှာကျွန်တော်သိချင်တာပေါ့နော်အမဒီ social punishment လောက်တာကဒီကျူးလွန်သူကဝင်ချတောင်းမှန်လိုက်ရောခွင့်လွတ်တင်လာပေါ့နော် ခွင့်မလွတ်သင့်ဘူးလားဘာကြောင့်လဲပေါ့နော်အဲ့ဒါလေးပထမဆုံးဖြေကြားပြပအောင်မအဲပထမဆုံးတစ်ချက်ကတော့ဒီ sexual harassment ဆို case မျိုးကဒီလူတယောက်ကျူးလွန်ခံရတဲ့သူအတွက်ဆိုရင်ရေတို့ရေရှင်ကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာနောက်ဒီလက်တွေ့ရုပ်ပိုင်းဆိုင်ရာဆိုးရိုးတွေအများကြီးကိုကြုံရကြုံရနိုင်တယ် ਨੇ ပေါ့နော်အဲ sexual harassment case ကတင်းငယ်တဲ့ အမှုလို့များပြောကြတဲ့ပေါင်ကိုထိလိုက်တာ ပခုံးကိုဖတ်တာနန်းတာအစလို့ပေါ့နော်ဒီ rape case အထိပေါ့နော်တက်ရောက်မှုတွေကတယောက်နဲ့တယောက်မတူကြအောင်အဲဆိုတော့အဲ့ဒါတွေရဲ့နောက်ဆက်တွဲဆိုးကျိုးဟာကျမတို့မထင်မှတ်ထားလောက်အောင်ပြင်းထန်လာနေရှိနိုင်တယ်အဲ့ဒါတစ်ခုကတော့ကျမတို့အရင်ဆုံးသိရမယ်ဟောနောက်တစ်ခုက sexual harassment case တွေကဒီတော်လိုင်းကာလမှာမဟုတ်ဘူးအများနဲ့ရှိခဲ့တယ်တခြားလုံးရှိနေတယ်နောက်လဲရှိနေအောင်မဲဆိုတော့အနေထားတော့ကျွန်တော်မြင်ရတယ်အဲ့တော့အာ ဘယ်သူမဆိုဘယ်ချိန်မဆိုဘယ်ကာလမဆိုဖြစ်နိုင်နေဆိုတဲ့ဟာပေါ့နော်ဘယ်သူကမဆိုဘယ်သူ့ကိုမဆိုကျူးလွန်နိုင်နေဆိုအဲ့ဒါလည်းကျမတို့အားလုံးခေါင်းထဲမှာရှိထားမယ့်ကိစ္စပေါ့နော်အဲ့တော့အဲ social punishment လုပ်တယ်ဆိုတာကအဲပြစ်မှုတစ်ခုကို ပြစ်မှုတစ်ခုကျွလွန်တယ်ဒါမှမဟုတ်ဒီ justice and injustice ပေါ့နော်မတရားမှုတစ်ခုကိုကြုံရတဲ့အခါမှာလူတွေက social punishment punishment လုပ်ကြတယ်အဲ့ဒါက sexual harassment case မှာမဟုတ်ဘူးအရင်ကဆိုရင်ကျမတို့ဒါမင်းသားမင်းသမီးတွေရုပ်ရှင်မင်းသားမင်းသမီးတွေအဆိုတော်တွေပြည်သူနဲ့မရက်တီလို့ SP လုပ်ကြတယ်ဒါတွေလည်းအများကြီးရှိတယ်အာပြီးတော့ဒီစစ်တပ်ရဲ့ထုတ်ကုန်ပစ္စည်းတွေကို social punishment လုပ်ကြတယ်ဒါမျိုးတွေရှိတယ်ဆိုတော့သဘောတရားအတူတူပဲဆိုတော့လူတွေကမတရားမှုကိုကျူးလွန်ခံရတဲ့အခါဒါမှမတရားမှုကိုခံစားရတဲ့အခါမှာ ဒီချက်ချင်းလက်ငင်းပြစ်ဒဏ်ချအရေးယူတာမျိုးอ่ะ social punishment တွေမှာဒါအမျိုးအစားတစ်ခုအနေနဲ့ပါလာတယ်ပေါ့เนาะဆိုတော့အဲဒီလိုမျိုး social punishment ကိုပြုလုပ်တဲ့အခါမှာဒီအဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့အမှားကိုတိပြီးတော့အဲ့အမှားကိုပြင်ဆင်စေခြင်းနဲ့နောက်ဒီမှန်တာကိုလုပ်လာစေခြင်းနဲ့ဒါက ဟိုအခြေခံစဉ်းစားချက်ဖြစ်ကြတာ။အဲ့တော့ဥပမာမင်းသားမင်းသမီးတယောက်ကို social punishment လုပ်တယ်ဆိုရင်အဲ့မင်းသားမင်းသမီးကပြည်သူရဲ့ SP ကိုကြောက်လို့ဒါမှမဟုတ်ပြည်သူရဲ့ SP ကြောက်မှုလို့အမှန်တရားကိုမြင်သွားတယ်။အာသူမှားတယ်ဆိုတာသိသွားတယ်ဝင်ချတောင်းပန်တယ်။ပြီးရင်အဲ့ဒါကိုပြန်ပြီး corrective behavior တွေပေါ့နော်။အာပြည်သူနဲ့အတူရက်တီတဲ့လုပ်ငန်းတွေလုပ်လာတယ်။ပြည်သူနဲ့အတူစကားတွေထုတ်ပြောလာတယ်။ထုတ်ဖို့ပြောဆိုလာတယ်။ဒါတွေကိုလည်းအချိန်တိုင်းတာတစ်ခုထိအဲသူဟာယုံကြည်မှုကိုတိဆောက်ရတယ်။ ဲ့ယုံကြည်မှုရမှပဲ SP ဆိုတာကပြေလျော့သွားတာအဲ့ဒါက SP ချလိုက်တဲ့အစုအဖွဲ့ဖြစ်စေလူဖြစ်စေက SP ချလိုက်ပြီးဟေးဆိုတာနဲ့ဘယ်ချိန်မှာပြေလျော့သွားလဲဆိုတာကအဲ့ဒီလုတ်တဲ့သူကျူးလွန်တဲ့သူရဲ့ behavior ပေါ်မှာပဲမူတည်ပြီးတော့လူတွေအားဆုံးဖြတ်ကြရတယ်ပေါ့နော်ဒီလိုမျိုး sexual harassment case တွေမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါဟိုဒါဆွမ်းနိုင်ငံကြီးနဲ့နိုင်ငံကြီးနဲ့အခြေပြန်တဲ့ general case ကိုပြပြတာပေါ့ sexual harassment case ကြတော့အာဒီကိစ္စကိုကျူးလွန်ခံရတဲ့သူက SP ချကြတာဖြစ်တယ် ျွလွန်ခံရတဲ့သူနဲ့အတူရက်တီပြီးတော့ခြားကြတာဖြစ်တော့ကျွလွန်ခံရတဲ့သူကဘလို့မြင်လဲအာဒီပေါ်မှာအဲသူနဲ့အပဒီဟာကိုဒီတက်ရောက်မှုဖြစ်တဲ့လူတွေပေါ့နော်ဒီဖြစ်ရတစ်ခုကအဖွဲ့အစည်းတစ်ခုကိုတက်ရောက်တာဖြစ်နိုင်တယ်မိသားစုတစ်ခုကိုတက်ရောက်တာဖြစ်နိုင်တယ်လူတစ်ယောက်တည်းကိုပဲတက်ရောက်တာဖြစ်နိုင်တယ်အဲ့ဒါတွေအားလုံးကဘာနဲ့သွားဆိုင်လဲဆိုတော့ကျွလွန်ခံရတဲ့သူနဲ့သူ့အတိုင်းအဝန်းကဘလို့မြင်လဲဒါကခွင့်လွတ်တဲ့ကိစ္စလားတောင်းမှန်လဲုံနဲ့ပြီးသွားလားဆိုတာကအာကြုံခဲ့ရတဲ့သူရဲ့အတွေ့အကြုံတွေတော့အဓိက ဆိုင်နေလို့ကျမတို့ပြောရတယ်ပေါ့နော်ကျွန်တော်ဟို SP ဆိုတာကျမတို့ဥပဒေလိုမျိုးသတ်မှတ်ထားတာမျိုးမဟုတ်တော့အဲထောင်၃နှစ်ချတယ်၃နှစ်ပြီးအပြစ်လွတ်ဆိုတာမျိုးဟုတ်ချင်မှလည်းဟုတ်ဘူးအဲ့တော့အဲ့ဒါကပြင်းထန်နိုင်တယ်ပြင်းထန်မှုရှိနိုင်တယ်အဲကျမတို့အချိန်ကာလအဖြစ်လဲဒီထက်ဟိုကျမတို့မှန်းထားရတဲ့ပူကြသွားတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ပူမကြဘဲတလာရဲနဲ့ပြီးသွားတာလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒါကကျမတို့အဲလက်ရှိမှာတော့ social ဖြစ်တဲ့ကြောင့်မို့လူမှုရေးအဖြစ်ချတာဖြစ်တဲ့ကြောင့်တိတိကျကျပြောလို့မရဘူးပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့မှာစားဆိုရင်လေဒီကျူးလွန်ခံရတဲ့သူပေါ်လဲမူတည်ရယ်ဆိုရဲအထိတ်ပဲတက်ရောက်တာပေါ့နော်မဟုတ်တယ်ကျူးလွန်အဲဆွမ်းနာ sexual harassment case ဆိုရင်ကျူးလွန်ခံရမယ်ကျူးလွန်ခံရတဲ့သူကအဲဒီပေါ်မှာတရားမျှတမှုခံစားရလားတရားမျှတမှုခံစားရလားအဲ့တော့အဲ့ရအဓိကအဓိကအကြဆုံးဖြစ်တယ်ဆိုတော့သူကိုယ်တိုင်ကတရားမျှတမှုခံစားလဲရတယ်တခုခုအတိုင်းအတာတခုထိအာနော်ကြုံရတဲ့သူကလည်းနစ်နာမှုနဲ့နောက်အခြားတစ်တန်တွေချခံရတယ်ဆိုတာမျိုးဖြစ်တဲ့အခါမှာအချိန်တခုရောက်တဲ့အချိန်မှာ အဲကျူးလွန်သူကနေမှာကျူးလွန်ခံရတဲ့သူကမှတရားမျှတမှုခံစားရတယ်နောက်ဆက်တွဲဆိုရင်တော့ဒီ social punishment ကညော့သွားနိုင်တယ်။အာ pressure ညော့သွားနိုင်တယ်။ဆိုတော့ဟိုဆိုတော့အဲ့လိုအနေထားတော့ကျွန်တော်တို့လက်ရှိမှာမြင်နေရတာပေါ့နော်။ဟုတ်ကဲ့မရှင်းပြပြရကျေးဇူးတင်ပါတယ်ပေါ့เนาะမနောက်တစ်ခုကအမရပစ်မှုကျူးလွန်တဲ့သူကဒါဆိုရင်သူ့ပြစ်ဒဏ်ချရဆိုရင်အမှုလိုက်ဒါပြစ်ဒဏ်ကာလသတ်မှတ်ချက်ဆိုတာရှိရပေါ့เนาะဆိုတော့ social punishment မှာကခုနအမပြောလို့ကာလတစ်ခုကလည်းသူကျူးလွန် ကျူးလွန်ခံရတဲ့သူပေါ့မူဒီဆိုတော့ဒါမို့ကျူးလွန်သူကကျူးလွန်သူကရောတက်တန်းတလျှောက်လုံးလုံးတင်တယ်လို့အမအနေနဲ့မြင်ပါလားမအဲ့ဒါကကျူးလွန်တဲ့သူကဘယ်လောက်ထိ corrective behavior လုပ်နိုင်လဲအာဘယ်လောက်ထိသူကယုံကြည်မှုတည်ဆောက်နိုင်လဲနဲ့မူဒီရယ်တချို့ကျတော့တောင်းပန်လိုက်တယ်မှားပါတယ်လို့ပြောတယ်တကယ်တကယ်လောရက်တွေအလောရက်တွေနောက်သူ့ရဲ့ပြုတ်မှုပြောဆိုတွေကမပြောင်းလဲဘူးအတွင်းထဲကပြောင်းတာမဟုတ် အပေါ်မှာဖျားရှိလို့သာတောင်းပန်လိုက်တယ်တကယ်တကယ်တောင်းပန်ခြင်းလို့မဟုတ်ဘူးတကယ်တကယ်စိတ်ထဲမှာမကျေနပ်နေစိတ်ထဲမှာသူ့ကိုဒါကိုထောက်ပြပြောဆိုရဲလူလူမုံတီးတယ်တိုက်ခိုက်တယ်ဒါရီရှိနေသေးတယ်ဆိုရင်တော့အဲ့ဒါတကယ်တောင်းပန်တာမဟုတ်ဘူးဒါဆိုရင်တော့အဲ့လူဟာ social punishment ကသူ့ရဲ့အပြုပြုမှုပြောဆိုအတွင်းစိတ်တံတန်းနဲ့ထွက်လာတဲ့ခံယူချက်အဲ့ထွက်ခံယူချက်ကနေထွက်လာတဲ့အပြုမှုမပြောင်းသေးဘူးရတော့ SP ခံရရလိမ့်မယ်လို့ကျွန်မမြင်တယ်ဆိုတော့ဟို ဘာဖြစ်လဲဆိုတော့ကြုံရတဲ့သူကသူတယောက်တည်းဖြစ်ချင်မှဖြစ်မယ်။ channel နဲ့ကျွလွန်ခံရတဲ့သူတွေအများကြီးရှိနေနိုင်နေတယ်။ရှိနေနိုင်နေတယ်ပေါ့နော်။ဆိုတော့အဲ့ဒါကဘာနဲ့သွားဆိုင်လဲဆိုတော့အဲ့ဒီကျွလွန်သူကဘလောက်ထိအဲစိတ်လိုလဲရနဲ့တကယ်တောင်းမှန်တာလဲစိတ်လိုလဲရနဲ့တကယ်အပြုတ်မှုပြောင်းလဲပြောင်းလဲလုံနိုင်လဲပုံမူတည်တယ်။ဟုတ်ကဲ့မှကျေးဇူးတင်ပါတယ်မှပြီးတော့လေအခုနောက်ပိုင်းအဲ့ sexual harassment ကိစ္စတွေတော်တော်များများကျွန်တော်တို့ဒီ online ပုံမှာတွေ့လာရပေါ့နော်။တချို့ဆိုရင်သူကနာမည်ကြီးပုံကိုရီးယားလိင်မြတ်ထုတ်တာတွေပါ ရှိလာပေါ့နော်မှဆိုတော့သူတို့ပတ်ဝန်းကျင်ကကိုရိုင်ကိုကပေါ့နော်အဲ့ဒီလိမ်မက်ထုတ်တဲ့ဟာတွေကိုဖုံးဖိပေးတယ်ကာကွယ်ပေးကြတယ်အဲ့ဒီဖြစ်ရက်အပေါ်ကောအမအနေနဲ့ဘယ်လိုပြောချင်လဲခင်ဗျကျွန်တော်အဲ့လို case တွေလည်းဟိုအရင်ကတည်းကရှိပါတယ်ဒီထက်ပို့ပြီးတော့ဟိုပြောရမယ်ဆိုပြည်သူကိုစိတ်တက်တော့မကြစီချင်သို့တော့တကယ်တကယ်အဖြစ်မှန်ကိုပြောရမယ်ဆိုရင်လေမိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအမျိုးသမီးတွေနဲ့ဒီအခြားဂျန်နာတွေပေါ့အခြားဂျန်နာတွေကိုဖိနှိပ်ချုပ်ချယ်တဲ့အထက်မှာ အဆိုးရွားဆုံးပြစ်မှုကျွလွန်တာဘယ်လိုလူမျိုးတွေလဲဆိုတော့ဒါတွေကိုနားလေတဲ့လူတွေကျွလွန်တာအဲ့လိုလူတွေကျွလွန်တာပို့ပြီးအပြစ်ဒဏ်လဲပိုကြီးတယ်လို့ကျွန်တော်တို့ခံယူတယ်။ဒါလဲဆိုတော့အာဂျန်ဒါအရင်းနဲ့ပတ်သက်ပြီးအမျိုးသမီးတွေရပိုင်ခွင့်တွေကို ထုတ်ဖော်ပြောဆိုနေတဲ့လူနောက်အသိပညာပေးနေတဲ့လူနောက်အမျိုးသမီးတွေကိုစော်ကားနှောက်ယှက်ရင်ဗာပြစ်မှုတွေခံရမယ်ဆိုတာကိုပညာပေးနေတဲ့သူတွေကိုယ်တိုင်ကကျွလွန်တာရှိတယ်။ ဟိုဆိုတယ်ဆိုတော့အဲ့လိုလူတွေကတိတိယက်နဲ့ကျူးလွန်တာဖြစ်တော့ကြောင်းသူတို့ကဒီဖြစ်ရက်တွေကိုဘယ်လိုရှောင်ပြီးတော့လူတွေကိုဘယ်လို manipulate เนาะဟိုအာစိတ်တက်ဟိုသူ့ပေါ်မှာအပြစ်မသိအောင်ဘယ်လိုနီးနဲ့ကာကဲရမလဲပတ်ဝန်းကျင်အတိုင်းဝန်းရလဲ ဒါတွေကိုနားလည်တဲ့ gender တမားတွေဖြစ်တဲ့အခါကျတော့ယဉ်ညင်းမှုတွေယုံကြည်မှုတွေဒါတွေအများကြီးကိုအသုံးချပြီးတော့မလိန်တပတ်လောက်တာတွေတော့တာမန်အဖြစ်ဆိုရင်ဟိုထားပါတော့ gender ကိုတင်ပေးနေတဲ့ဆရာတယောက်ကျွလုံနေဆိုလူတွေကဘယ်ယုံကြည်နိုင်မလဲမယုံကြည်နိုင်ဘူးအဲ့မယုံကြည်နိုင်တဲ့ဟာရဲ့နောက်ဆက်တွဲမှာဟိုထုတ်ဖော်ပြောဆိုတဲ့လူကိုဝိုင်းအဖြစ်တင်လိုက်ကြတယ်ဝိုင်းပြီးတော့လက်ညှိုးထိုးလိုက်တယ်မဖြစ်နိုင်ဘူးငါတို့ဆရာကိုပုံဖြတ်တာငါတို့ဆရာကိုဂုဏ်သိခါကြောက်အောင်လုပ်တာ ဒါမျိုးပေါ့တိတ်မကြခင်ဖြစ်တဲ့ဒီစာချင်းအာ OG ဆရာကြီးတယောက်ဆိုရင်လဲအဲ့လိုပဲထုတ်ပေါ်ပြောတဲ့လူတွေကိုစေနဲ့ချီချီလာတာတော့မှအဲ့ OG ဆရာယနေ့အထိဟိုနော်စေုံစေစေုံစေကန်းကြီးတွေမှာလိုက်ပြီးတော့ကုသနေစေပဲအမျိုးသမီးတို့ဆန်းတက်နေစေပဲဆိုတော့ဒီဆရာငါတို့ဆရာနှစ်ပေါင်းများစွာဆက်တင်လာတာမယုံနိုင်ဘူးဆိုတဲ့လူတွေလည်းအများကြီးရှိတယ်ဒါတွေကိုအသုံးချပြီးတော့ဒီနာမည်ကြီးလူတွေကကာဗာလောက်ကြတယ်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်ရတေကအာပြောရမယ်ဆိုရင်အာ ျမမြင်တာမတရားမှုကိုဆက်လက်တရှိအောင်လုပ်နေတာဖြစ်တယ်နောက်တစ်ခုကဒီတည်တံကင်းလို့ခွင့်ကို အပေးအမြောင်ပြုနေတာဖြစ်တယ်အဲ့ဒါအဲ့အရင်ကြီးမှုအလေးထားဘာဝါသွားပြီးတက်ရောက်လဲကျမတို့နိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ဟာတွေပေါ်မှာအများကြီးတက်ရောက်တယ်အခုလက်ရှိစစ်တပ်ကပြည်သူတွေကိုဘုံကျဲတယ်ဘုံကျဲတော့သူ့ကာဗာလုတ်တဲ့လူတွေအများကြီးရှိတယ်ဘုံကျဲမှာပေါ့တဘုံတွေကိုဘုံကျဲမှာပေါ့ PDF တွေကိုဘုံကျဲမှာပေါ့လာတက်နေတာကိုပြန်ပြီးတော့တော်လန့်နေတာကိုဆိုရဲအဲ့လို narrative တွေကလည်း victim blaming narrative အောက်ကနေ အားလုံးကဒီမြန်မာပြည်ရဲ့နိုင်ငံရေးစနစ်ကိုသွားတက်ရောက်တာမြင်ရတယ်။ဆိုတော့ဒါကပေါ်ပေါ်တည်တော်မဟုတ်ကိုယ့်အိမ်မှာဖြစ်တဲ့မတရားမှုတွေကိုဘလို့ကြည်လဲဘလို့မြင်လဲဘလို့အရေးယူလဲဆိုတာကတနိုင်ငံလုံးအဆင့်နိုင်ငံရေးအဆင့်မှာမတရားမှုတွေကိုဘလို့လူတွေကထောက်ခံအားပေးလဲအာဆိုတာနဲ့သွားပြီးချိန်နေရဆိုတာတော့ကျွန်တော်မြင်ရတယ်ပေါ့နော်ဟုတ်ကဲ့မအခုဆိုရင်လေဒီကာလကအမှပြိပခကာလလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပြိပခကာလမှာအမှအမျိုးသမီးကိုလိန်ချမ်းဖတ်တာတို့ sexual harassment ကနေကာဝယ်ဖို့ကို အခုကျွန်တော်တို့လက်ရှိဂျာပါလာအစိုးရအစိုးရအနေနဲ့ရောအရက်ဖက်အဖွဲ့အစည်းအနေနဲ့ရောအသည့်ပညာပေးတာတွေရှိလားဗောနော်အဲ့ဒီအသိပညာပေးတယ်ဆိုရင်တော့မမရမမအနေနဲ့လုံလောက်တယ်လို့မြင်လားဘလို့မြင်လဲဒီပေါ်ဗောနော်ဒီလိမ့်မိုင်းဆိုင်ရာအကျူးလုံမှုအချမ်းဖတ်မှုရအရင်ကရရှိရဆိုအခုပဏိပခကာလမှာပို့ဖြစ်တယ်နံပါတ်တကပဏိပခလို့ပြောရင်စစ်စစ် ဘေးစစ်ဘေးကိုမြင်တယ်စစ်ဘေးကိုအဓိကပြောတာပေါ့နော်စစ်ဘေးမှာမှအဓိကလက်နက်ကင်အင်အားစုတွေဖြစ်တယ်လက်နက်ကင်ပြီဆိုရင်မဟာဖိုဟာရကောင်းထောင်တာပဲဒါကလက်နက်ကင်တာအများဆုံးယောက်ျားတွေကင်တယ်ယောက်ျားတွေဘာကြောင့်ကင်ရတာလဲနောက်ဆက်တွဲမှာကောင်းမွန်တဲ့ယူရချက်တွေနောက်တော်လင်းစဉ်းစားချက်တွေရှိတော့ညာတကယ်တကယ်အာကျွန်တော်တို့စင်းချုပ်ကြည့်မယ်ဆိုရင်အများစုကတော့မဟာပူဝါရကိုအခြေခံရတာပဲဒါအင်အားကြီးတဲ့လူလက်နက်ဆိုတာအင်အားပုံမှန်အခြေခံပြီးတော့တွားရတာဖြစ်တော့ သတိမမူဆိုရင်ဒါကမဟာဘောရကိုထပ်ပြီးတော့မောင်းနေတဲ့အရာဖြစ်တယ်ဆိုတော့မဟာဘောရရဲ့နောက်ဆက်တွဲစိုးကြွားတော့ကိုယ့်ထက်အာနေတဲ့ပြည်သူလက်နက်မကင်တဲ့ပြည်သူလက်နက်မရှိတဲ့နော်ကိုကိုရရွာတဲ့ကအမျိုးသမီးတွေနာကလင်းငယ်တွေတက်ကြီးွယ်ဦးတွေကိုအနိုင်ကျင့်စော်ကားတာတွေဖြစ်လာတယ်အထက်မှာလိမ်မိုင်းဆိုင်ရာကျန်းဖမှုလက်နက်တပွဲအုံပြူတာစစ်တပ်ကစလို့ပေါ့နော်အကျိုးလုံခဲ့ရနှစ်ပေါင်းများစွာရိုဟင်ဂျာတွေလည်းအများကြီးထုံခဲ့ရတယ်ဆိုတော့အာယနေ့ကာလပဏိပခတွေဖြစ်ပြီးဆိုရင်လိမ်ကျန်းဖမှုကတိုးလာတက်တယ် ါကတိုင်းငယ်တဲ့ကောင်မှလည်းအဲ့ပုံစံရှိတယ်ဆိုတော့ဒီလိမ်မိုင်းဆိုင်ရာအကျန်းဖတ်မှုတွေကအဲအကျန်းဖတ်မှုတွေဆိုဘလိုနည်းနဲ့ကာကွယ်မလဲဆိုအသိပညာပေးတာရှိမယ်နောက်တစ်ခုကအရေးကြီးတာရှိမယ်ဒီနှစ်ခုကိုကျမတို့ခံချက်ညီညီလုပ်နိုင်မှသာလေတော်ကာကြမယ်0ဖြစ်ဖို့မလွယ်ဘူး k 0ဖြစ်သွားတဲ့အဆင့်ထိကျမတို့မြောင်းမလို့တော့မရဘူးသို့တော့ eliminate เนาะဒီအဆုံးတတ်နိုင်အောင်လို့တော့ကျမတို့ကစူးစမ်းနေရမှာကျွန်တော်တာဝန်ဖြစ်တယ်အဲ့တော့တော်လိုင်းအစိုးရတည့်ရဲ့တာဝန်ကဟိုဒီတော်လိုင်းတည့်ရဲ့ကိုဆင်နွှဲပြီဆိုတော်လိုင်းရဲ့နောက်ဆက်တွဲ နောက်ဆက်တွဲဖြစ်တယ်ဆောနာပြောတဲ့ကြမ်းဖက်မှုတွေကိုအ ਨੇ ဆုံးစစ်တကကျူးလွန်တာကိုအေးမယူနိုင်ရင်တောင်မှကို့တက်တယ်ကို့အင်အားစုတွေဘက်ကလောက်တာတွေကိုကျွန်တော်ထုတ်ဖော်ပြောဆိုဖို့လိုတယ်။နောက်ဒီဒီပေါ်မှာအဲကျူးလွန်ခံရတဲ့သူတွေ survivor တွေရှင်သန်လွမြောက်လာတဲ့သူတွေနဲ့ရက်ခံပြီးတော့ရက်တည်ပြီးတော့ဒါတွေကိုဘသူပဲဖြစ်ဖြစ်ချွင်းချက်မရှိဘလူကပဲကျူးလွန်ကျွန်းချင်းချင်းရှိအေးယူတဲ့0ဒေါ်လာနဲ့မူနဲ့သွားတဲ့နယ်ပေါ့နော်အဲ့ဒါလေးလို့လုံလောက်လားဆိုတော့ကျမတို့ရင်းလက်ရှိဆိုမြန်မာပြည်မှာမရှိသဘူးအမျိုးသမီးဝင်ကြီးဌာနရှိလာတယ် ။ဒါကမြန်မာနိုင်ငံရဲ့ပထမဆုံးဝန်ကြီးဌာနဆိုတော့ဒီဝန်ကြီးဌာနရှိလာတာဒါတွေလို့ဖို့ဖြစ်တယ်။ဒါတွေလို့ဖို့ဖြစ်တဲ့အတွက်ကြောင့်မူတွေချထားတယ်။နောက် NUCC မှာဆိုရင် Legenda JCC ဆိုတာမျိုးတွေရှိတယ်။ဆိုတော့ဒါတွေကပြောရမယ်ဆိုရင်ရခင်ကာလတက်ဆိုင်တော့အများကြီးတိုးတက်လာတယ်။ဒါပေမဲ့လုံလောက်လားဆိုတော့အမျိုးသမီးအဖွဲ့အစည်းထောင်တဲ့အချိန်ရှိရင်တော့မလုံလောက်ဘူး။ဒါပေမဲ့အမျိုးသမီးအဖွဲ့အစည်းထောင်တဲ့အချိန်ရှိရင်ဘာလို့မလုံလောက်တာလဲလို့ပြောတာဆိုတော့အမျိုးသမီးဌာနရှိအောင်နဲ့တီးတဲ့ကိစ္စမဟုတ်ဘူး။အမျိုးသမီးဝန်ကြီးဌာနအမျိုးသမီးဝန်ကြီးတွေထားလိုက်ုံနဲ့ဒါကတည်လေသွားတဲ့ကိစ္စမဟုတ်ဘူး ဲ့တော့ကျူးလွန်တဲ့လူတွေကအဲကာကွယ်ဝန်ကြီးဌာနမှာရှိရဲဆိုကာကွယ်ဝန်ကြီးဌာနမှာရှိရဲသူတွေကအမျိုးသမီးအခွင့်အရေးနဲ့ရပိုင်ခွင့်နောက် gender အရေးကိုနားလည်တဲ့သူတွေဖြစ်ရမယ်ပြောရမယ်ဆိုတော့ဒီလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုလို့ပြောရင်အမျိုးသမီးတွေကြုံရမှာမဟုတ်ဘူးအမျိုးသားတွေလည်းကြုံရနိုင်တယ်မျိုးသားချင်းချင်းယာရုကြီးတို့ကယာရုငယ်တို့ကျွလွန်တာဖြစ်နိုင်တယ်အမျိုးသားချင်းချင်းเนาะဟိုဂေးเนาะဒါလိမ်မိုင်းဆိုင်ရာ sexual harassment လောက်တရှိနေတယ် LGBT လို့နေတော့အဲ့ဒါကလူတိုင်းနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တော့ဒါတွေကိုစန့်ကျင်ရမယ်ဆိုရဲအသည့်ကအမျိုးသားတွေမှလည်းရှိရမယ်ဆိုတော့ဘာကြောင့်မလုံလောက်တာလဲလို့မြင်ရင်ကျမတို့ဟိုဝင်းကြီးဌာနအမျိုးသမီးအဖွဲ့အစည်းကိုပဲလှမ်းကြည့်တာမျိုးထက်ငါတို့နဲ့လည်းဆိုင်တယ်ဒါငါတို့ရေးပါလားဆိုတော့လူတိုင်းကတွေးလာဖို့လိုတယ်မျိုးသမီးကလည်းတွေးရမယ်မျိုးသားကလည်းတွေးရမယ်အစစ်တပ်ထဲကဒီ PDF တန်ရင်းမှုတွေကလည်းတွေးရမယ်တန်ရင်းသားတွေကလည်းတွေးရမယ်အမျိုးသမီးတွေတွေးရမယ်မျိုးသားတွေတွေးရမယ်အကုန်တွေးမှသာလင်ဒါတွေက အာပပျောက်တဲ့အဆင့်ကိုရောက်နိုင်မှာပေါ့နော်အဲ့ဒါကတော့ကျမတို့မြင်တာတော့မလုံလောက်ဘူးဆိုတော့အဲ့ဒီ awareness reason လို့ပြောရင်အမျိုးသမီးကိစ္စဆိုအမျိုးသမီးကိုပဲတော့ပြောလိုက်မယ်လို့တော့တောင်းလို့မရအောင်အမျိုးသားတွေလည်းပြောရမယ်အကုန်လုံးဒီပြင်းကြီးကျမတို့ကအာပြင့်မှန်ထားပြီးတော့အသိပညာမြင့်တင်နေဖို့လိုပါတယ်ပေါ့ဟုတ်ကဲ့ပါမကျွန်တော်တက်ဆက်သေးထပ်မေးချင်တာလေးမှဒီလိုအကြမ်းဖက်မှုတွေကိုအကြမ်းဖက်မှုတွေပေါ့နော်ဒိန်ကြမ်းဖက်မှုတွေ sexual harassment တွေထပ်မဖြစ်ပေါ်စေဖို့ပေါ့နော်ကျွန်တော်ဒီလူမှုအတိုင်းဝိုင်းရောအစိုးရရောအရက်ဖက်အဖွဲ့အစည်းရော ဘယ်လိုအချက်ကိုအလေးပေးဆောင်ရရမလဲပေါ့နော်ဒီအသိပညာပေးရပြင်ပဲအချက်ကိုအကြီးကအလေးပေးဆောင်ရရမလဲမှာနံပါတ်1ကတော့ကျွန်တော် political way ကိုပဲကျွန်တော်ပြောချင်တယ်။အော်နိုင်ငံရေးစိတ်ဆန္ဒရှင်ဘာမှမဆိုဖြစ်နိုင်တယ်။ကျွန်တော်တို့နိုင်ငံမှာပြောရတာပြောကြပါလိမ့်မယ်။အော်အခုကပဏိပခကာလမစမပြေဘူးပတ်စံမရှိဘူးအင်တာနက်မရှိဘူးလူတွေစီသွားလို့မရဘူးဆိုမျိုးစုံမျိုးစုံပြောကြလိမ့်မယ်။သို့သော်ကျွန်တော်တို့တော်လင်ကြီးတောင်လုပ်နိုင်သေးတယ်။အသက်နဲ့ရင်းနဲ့အသက်နဲ့ရင်းပြီးတိုက်ရတဲ့တော်လင်ကြီးတောင်ကျွန်တော်တို့လုပ်နိုင်တယ်ဆိုကျန်တာဘာမှမဆိုကျွန်တော်တို့လုပ်နိုင်တယ်။ ဆိုတော့အဲ့ဒါကတော့ဟိုကျွန်တော်ဒီ3နှစ်4နှစ်တွင်မှာမြင်ရတဲ့လူတွေရဲ့လုံနိုင်လုံပိုင်စွာအားလုံနိုင်စွာအားကျွန်တော်တို့အများကြီးရှိတယ်ဆိုတော့နိုင်ငံရေးစိတ်ဆန္ဒသာရှင်ဘာမှဆိုဖြစ်နိုင်အဲ့စိတ်ဆန္ဒဘယ်သူမှရှိရမလဲဆိုတော့တာဝန်ယူထားတဲ့သူတွေနောက်ဒီသားအသီးသီးမှရှိနေတဲ့ကောင်းဆောင်တွေမှာဒီလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့အမျိုးသမီးတွေကိုကာကွယ်မြင့်တင်ရမယ်ဂျန်ဒါအားလုံးပေါ်တပြေးညီအာနော်တရားမျှတမှုစောင့်ကြည့်ရမယ်ဆိုရင်စိတ်ဆန္ဒရှိရင်ဘာမှမဆိုဖြစ်နိုင်ပါဘူးအဲ့တော့အာ ကျမတို့ရိုးရိုးရှင်းရှင်းမဲ့တွေးရင်တော့ရတယ်ကလေးလေးတယောက်တော့မေးရင်တော့မအဲတမိဒါလေးမကြုံရတယ်ဘလို့ဘလို့ဖြစ်စေချင်လဲဆိုလှုပ်တဲ့ကောင်ကိုပြန်ပြန်ပြီးချချင်တယ်ဒါပဲကျမတို့အခုတော်လင်ရလဲဒီလိုပဲကို့ကိုမတရားလှုပ်တဲ့သူကိုတခုခုတုံ့ပြန်ခံရစေချင်တယ်ဒါဒါဒါကလူသားရဲ့ instant ပဲပြန်တုံ့ပြန်ခံရစေချင်တယ်အဲ့တော့ကျမတို့အဲ့တုံ့ပြန်ခံရမှုကိုစနစ်တကျဥပဒေတွေနဲ့သတ်မှတ်ထားနိုင်ရင်အဲ့ဥပဒေတိုင်းအရေးယူလိုက်တယ်ဆိုရင်ကျူးလွန်ခံရတဲ့သူကတရားမျှတမှုခံစားရရင်ဒါက အာဆွမ်းနာပြောရဲဟိုရန်ညိုးရန်စားအတန်တရားကြီးရရက်သွားတယ်။ဘာဖြစ်လို့ဆိုကျွလုံခံရတဲ့သူကလည်းတရားမျှတမှုခံစားရရတယ်။လှုပ်တဲ့သူကလည်းအပြစ်ခံလိုက်ရတယ်။ဆိုတော့အဲ့ဒါကအခြေခံစဉ်းစားချက်ဖြစ်တယ်ပေါ့နော်။အဲ့ဒါကိုမလုံနိုင်သေးရရတော့ကျွလုံခံရတဲ့သူကလည်းတရားမျှတမှုမခံစားရဘူး။တော်လင်းကိုစိတ်ပြတ်မယ်။မပါဝင်နိုင်တော့ဘူး။ပြီးတော့အဲ့ဒါကိုညင်ရတဲ့လူအဲ့ဒါကိုမြင်တွေ့နေရတဲ့ဂျားလူတွေကလည်းစိတ်ပြတ်မယ်။စိတ်ပြတ်မယ်။တော်လင်းကိုအားရော့လာမယ်။ဘာလို့ဆိုတော့ခြေစမ်းဒီမျိုးသမီးကြောင့်ကြုံရတာ ကျူးလွန်ခံရတဲ့သူကအခုထိလွတ်မြောက်နေသေးဆိုရင်ကျန်တဲ့အမျိုးသမီးတွေမလုံခြုံတော့စိတ်ထဲမှာမလုံခြုံမလုံခြုံမှုကိုခံစားရတယ်အဲ့ဒါအဲ့တယောက်တည်းကိုပဲသွားတက်ရောက်တာမဟုတ်ဘူးအမျိုးသမီးအားလုံးပေါ်တပြင်းညီတက်ရောက်တယ်အဲ့လိုပဲ LGBT တယောက်ဟိုအကြမ်းဖက်ခံရတဲ့ကိစ္စဟိုကျူးလွန်ခံရတဲ့သူက AACC ပဲဆိုရင် LGBT အားလုံးကိုတပြင်းညီစိုးရိမ်စေဖြစ်စေတယ်အဲ့ဒါကတော်လင်းကိုနှောင့်နှေးစေတဲ့အချက်ဖြစ်တယ်ဆိုတော့အရေးယူမှုလုပ်ရမယ်အရေးယူမှုကိုကြောတိုင်းရင်သာမခွဲခြားဘဲနဲ့လုံရင်လုတ်တဲ့အတိုင်းအပြစ်ပေးရပါမယ်အဲ့လိုပြောလိုက်ခြင်းကလူက တော်လိုင်းမှာစရိုက်ပါဝင်လာခဲ့တဲ့တော်လန်စိတ်တက်နဲ့ရဲဘော်ရဲဘက်ဖြစ်မှုပြတ်သွားစီတာမဟုတ်ဘူးအဲ့ဒါမတူ꿰ကြည့်ရမယ်ကျွန်တော်တော်လိုင်းထဲမှာရှိရဲ့အသက်ကြီးကြီးတွေအိုး88ကလေးပါဝင်လာခဲ့တဲ့လူတွေသူတို့ရဲ့တော်ဝင်ပါဝင်မှုသူတို့ရဲ့တော်လန်မှုသူတို့ရဲ့နှစ်ပေါင်းများစွာလေးစားတယ်တန်မိုးထားတယ်ဒါပေမဲ့မတရားမှုကျူးလွန်မတရားမှုကျူးလွန်တဲ့ဟာကိုတော့ကျွန်တော်တို့ကပြောဖို့ပြောရမယ်ဒါတော့မကြိုက်ဘူးဒါတော့မဖြစ်သင့်ဘူးဒါကတော့မှားတယ်ဆိုအဲ့ဒါကသူ့ရဲ့ဖြတ်သန်းမှုမလေးမစားလုပ်တာမဟုတ်ဘူးသူ့ဖြတ်သန်းမှုကိုကျွန်တော်မေ့လိုက်တာ အဲ့နှစ်ခုကိုကျွန်တော်တို့ကခွဲမြင်ပြီးတော့ရဲဘော်ရဲဘက်လေးစားတယ်တံမိုးထားတယ်ဒီအမောက်ကတော့နေတောင်းဝင်ခံရမယ် that's it အဲ့တောင်းဝင်ခံပြီးသွားပြီဆိုရင်တော့ပြန်လာခဲ့ရဲဘော်ရဲဘက်ဖြစ်နိုင်ကျွန်တော်ဟိုအဲ့ဒါဥပဒေရှင်ဥပဒေတန်းကိုရေးယူလို့ပေါ့နော်အခုလက်ရှိဖြစ်နေတဲ့ case ဆိုရင်ကျွန်တော်တို့ဥပဒေဒဲမှာပို့ပြီးတော့ချက်ချက်ပြန့်ပြန့်ခြုံငုံမိအောင်တိုက်တွန်းနေရတယ်ရှိတယ်ဒါဆိုရင်တော့အဲတရားမှတ်တောက်မှုကဆိုတော့ပြောတသက်လုံးပြီးသွားတော့မှာလား နော်ဟိုကျွလုံနဲ့ပုံမှန်မှုတည်ပြီးတော့ပြစ်မှုနဲ့ဖြစ်တယ်ကန့်ညီအောင်ဘယ်လိုလုပ်မလဲဆိုတာကျွန်တော်ဘယ်လောက်ထိကြည်ကြဲပြန့်ပြန့်ပြဋ္ဌာန်းထားနိုင်လဲပုံမှန်တည်ရလို့မြင်ပါဟုတ်ကဲ့ပါအမဒီလူရှင်းပြပါရကျေးဇူးတင်ပါတယ်အမနောက်တစ်ပိုင်းပေါ့နော်ဒီအမတို့ sister to sister အဖွဲ့နဲ့ပတ်သက်တဲ့အပိုင်းကိုတွားကြည့်နေပါတယ်အမကျွန်တော်ဒီထိုင်းမြန်မာနယ်စပ်ဒီမဲဆောက်မြို့မှာလေ energy party ဝင်တအုပ်ကဒီ9နှစ်ရွယ်တမီးငယ်လေးတမူတအုပ်ကိုပေါ့နော်တက်ငယ်မရင်ကျင်းလန်တဲ့ကိစ္စကို လွန်ခဲ့2024ပြီးခဲ့နှစ်ကပေါ့နော်ဒီ NUG ကဖန်ရန်ထုတ်ထားရပေါ့ဆိုတော့တည်ကျင်တာအမှားရဲ့အဲ့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးနောက်ဆက်တွဲအနေနဲ့အမားတို့ sister to sister အဖွဲ့နဲ့ဘာမှန်းသိထားလဲမှဘာမှန်းဆောင်ရွက်နေလဲပေါ့နော်ကျွန်တော်ဒီ case ကလည်းဒါ NLD ဆိုရင်ဒါနာမည်ကြီးပါတီတဲကပါတီဝင်တူကကျွန်းလွန်လာပြီးတော့တက်ငင်မင်းဖြစ်တဲ့ခါကျတော့အဲကျွန်တော်တို့မျိုးမီဖွဲ့တော့အများကြီးအဲ့တုန်းကကျွန်တော်တော်တော်လေးကိုကြဲကြဲပြန့်ပြန့်ပြောကြဆိုကြပါတော့နော်သို့တော့ကျွန်တော်တို့ ကျွန်တော်ပြောသလိုအမ်ပြစ်တန်ကင်းလို့ခွင့်ကိုအဆုံးသတ်ဖို့ဆိုတဲ့အခါမှာကျွန်တော်ကပြောရုံဟောရုံကြီးညာချက်တွေထုတ်ရုံနဲ့မပြီးပြန်အောင်နောက်ဆက်တွဲလုပ်ရတယ်အဲ့လိုလုပ်ဖို့အတွက်ကကျွန်တော်က follow up တွေလိုက်ရတယ်ဖွဲ့စည်းရင်းနဲ့ design map map case တွေ깟ပြီးဆောင်ရွက်ရတာရှိရပေါ့အခုဒီကိစ္စဆိုကျွန်တော်နောက်ဆုံးသိရတာ warrant ထုတ်တဲ့ကိစ္စပေါ့နော် warrant ထုတ်တဲ့နောက်ဆက်တွဲမှာအာသူဒီကျွန်းလုံးနဲ့သူဒီဒီ warrant ထုတ်ထားတဲ့ဒေတာအသီးသီးမြန်မာပြည်ထဲမှာပေါ့နော်ဒါတွေသွားတယ်ဆိုရင်တော့အဖမ်းစီးခံရမယ်ဆိုတာမျိုးသို့တော်ကျွန်တော်နားလည်ထားတာကဒီလူက အဲထိုင်းမှာအခြေစိုက်တာထိုင်းမှာရှိနေတာထိုင်းနိုင်ငံမှာဖြစ်တဲ့တကြောင်မလို့ဒီဝရမ်းကတက်ရောက်မှုမရှိပြန်ဘူးမရှိပြန်ဘူးမရှိတော့အာဝရမ်းထုတ်ထားတယ်ဆိုတာကအဲ့လူရဲ့အာနိုင်ငံရေးနိုင်ငံရေးပိုင်းဆိုင်ရာသူကအပြစ်ရှိတယ်ဆိုတော့ပြည်တွင်းထဲမှာတော့ကျွန်တော်က အတိုင်းအတာတစ်ခုထိဟိုဒါမြင်သာတဲ့တရားမြတ်တမှုတစ်ခုတော့ကျွန်တော်ကဝရန်ရန်ဆိုတာနဲ့တော့မြင်ရတယ်ပေါ့နော်သို့တော်သူဒီထောင်ထဲမှာအချင်းချခံရတဲ့ဆင်တီမဖြစ်ဘူးအဲ့လိုဖြစ်ဖို့ကအခုလက်ရှိသူကျိုးတော်နာထိုင်းထဲမှာဖြစ်တဲ့ကြောင့်ထိုင်းနိုင်ငံထဲမှာပဲထိုင်းနိုင်ငံဥပဒေနဲ့အရေးယူဖို့လိုပါတယ်ကျွန်တော်မြင်တာအဲ့ဒါအဓိကလုပ်ဖို့လိုတယ်ထိုင်းနိုင်ငံဥပဒေနဲ့အရေးယူမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီထိုင်းနိုင်ငံမှာရှိတဲ့ဥပဒေရှိနေစုဖွဲ့တွေနဲ့တိုင်ပင်ရမယ်ဒါကိုအာကျွန်တော်တို့ဒီနော် ဒါဒီကျူးလွန်ခံရတဲ့သူတွေအစင်သင့်ဖြစ်ပြီးဆိုတဲ့အချိန်မှာတရားရုံးတက်ဖို့လိုပါတယ်အဲ့ကိစ္စယနေ့အချိန်ကြီးကျွန်တော်မမေ့ဘူးမပြောက်သွားဘူးပြီးသွားမှလည်းမဟုတ်ဘူးအဲ့တော့ကျူးလွန်ခံရတဲ့သူအဲမိသားစုက ready ဖြစ်ပြီးဆိုရင်ဒါတွေကထိုင်းနိုင်ငံဘက်မှာဥပဒေအရအရေးယူဖို့ဆောင်ရွက်လို့ရပါတယ်ဟုတ်ဒါကတော့ကျွန်တော်တို့သိထားတဲ့အရာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့မအခုလက်ရှိမှာဟောလေဒီအမားတို့ sister to sister အဖွဲ့ကိုတိုင်ထားတဲ့အကူအညီတောင်းထားတဲ့ဒီ sexual harassment ကိစ္စတွေရောရှိလာမှာဘလောက ဘယ်နှမှုနောက်ရှိလဲပေါ့နော်ဒါကိုဘယ်လိုကြီးဖြည့်ရှင်းပေးနေလဲမှာအဲ့ဒါလေးသိချင်ပါတယ်မှာအာကျွန်တော်တို့တိုင်နေဆိုတာထက်ကျွန်တော်တို့ဖွဲ့စည်းနေရလေလွန်ခဲ့တဲ့၄နှစ်ကစတင်လာတဲ့အခါမှာကျွန်တော်တို့ဒီဒီ sexual harassment case ပဲဖြစ်ဖြစ် violent case တွေပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေကိုအဲထိတွေ့ကြင်တွေ့ရတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်လည်းလေ့လာရစေလေ့လာရစေ အာတက်တန်းမှုသေးရပေါ့နော်ကျွန်တော်အကောင်းဆုံးစူးစမ်းတာတော့ရှိနေပြီးသားအစုဖွဲ့အသီးသီးရဲ့အတွေ့အကြုံတွေနဲ့ပေါင်းဆက်တယ်အဲအရင်မြစ်တွေနဲ့ကျွန်တော်တို့ဖလှယ်ပြီးဆောင်ရွက်တယ်ပေါ့ဥပမာကျွန်တော်တို့ကျွန်တော်တို့ဆိုရင်အမျိုးသမီးချင်းတွေးစီညီမှုပြတဲ့ဖွဲ့စည်းဖြစ်တဲ့ကြောင့်မလို့ကျူးလွန်ခံရတဲ့သူတွေနဲ့ကျွန်တော်တို့အတူရက်တည်တယ်အဲ့လိုရက်တည်တဲ့ပုံစံကိုကျွန်တော်ဘယ်လိုပုံစံနဲ့သွားလဲဆိုတော့အမျိုးသမီးတွေညီမတွေယင်ထဲမှာအဲနော်ပြောချင်တဲ့အကြောင်းအရာတွေရှိရင်ကျွန်တော်တို့ယင်ဖွင့်လို့ရတယ်ဆိုတာမျိုး2021ကစပြီးကျွန်တော်တို့ case တွေကောက်တယ်ပေါ့နော် case တွေကောက်တဲ့အခါမှာဒီ case တွေရဲ့ နောက်ဆုံး event ကျတော့တရားမျှတမှုရရှိပြီပေါ့သို့တော်ရှေ့မှာပြောလိုက်တယ်လို့တရားမျှတမှုလို့ပြောရင်ကျုလုံနဲ့သူကထိုင်းနိုင်ငံဆိုထိုင်းနိုင်ငံဥပဒေရေးရနဲ့ကျတော့တွားရမယ်အဲ့လိုရေးရလောက်ဖို့အတွက်ဆိုရင်အဲကျုလုံခံရတဲ့သူတွေရလဲတိုင်ရမယ်တိုင်ဖို့အတွက်လည်းရှေ့နေရှေ့ရတရားလဲထိုင်းနိုင်ငံရေးရဲ့ဥပဒေကိုနားလည်တဲ့သူတွေဖြစ်ရမယ် အာအဖွဲ့စည်းတွေကလည်းပုံတင်ထားရမယ်ဒါတွေကအများကြီးအကန့်အသတ်တွေရှိတယ်သို့တော့ကျွန်တော်ဒီ case တွေကတော့ဘယ်တော့မှမေ့သွားမှာမဟုတ်တော့ကျွန်တော်လက်ခံထားတယ်အဲ့လက်ခံထားတဲ့ case တွေကိုမှတ်တမ်းယူထားတယ်အဲ့တော့အဲ့မှတ်တမ်းတွေအရာကဘသူကဘသူ့ကိုဘယ်ချိန်မှာဘလို့လုပ်တယ်ဆိုကျွန်တော်မှတ်တမ်းနေကြတယ်အဲ့မှတ်တမ်းတွေကိုတရားဝင်အရေးယူဖို့ဆိုတဲ့ case ကအဲကျွန်တော်အဖွဲ့စည်းတွေအနေနဲ့ထပ်ပြီးတော့စူးစမ်းရအောင်မယ်ပြီးရင်ကျွန်တော်ညီမတွေရဲ့ case တွေတော့ကျွန်တော်ကဟိုအဲ့လိုမျိုးအခက်အခဲတွေရှိလို့ ထုတ်မပြောနဲ့ဆိုတာမျိုးလုတ်လို့မလုတ်เสียမလို့ညီမတွေထုတ်ဖို့ပြောချင်တဲ့အချိန်ကျရင် ready ဖြစ်တဲ့အချိန်မှာကျွန်တော် ready ဖြစ်တဲ့အတိုင်းအတူတကွာရက်တီးပြီးတော့ရက်ခံပေးကြရတယ်ပေါ့နော်တိတ်မကြခင်ရဖြစ်တဲ့ဒီကင်းရင်ဒီအမ်ကင်းရင်ဒီပြည်နေသားပေါ့နော်နည်းနည်းပြည်နေသားမောက်ခမ်းဟောကိစ္စဆိုရင်ကျွန်တော်တို့တိုင်တာတော့မဟုတ်ဘူးသို့တော့ဒါကကြော်ကြားမှုပေါ့ကြော်ကြားမှုအနေနဲ့ကျွန်တော်တို့ရက်ခံတယ် now ဒီဝင်းကြော်လုတ်တဲ့ကိစ္စနော်ကိုဝင်းကြော်ဆိုတာဒီနော်ဒီစကိုင်းတိုင်းဘက်မှာဖြစ်တဲ့ကိစ္စဆိုရင်လည်းဒါကျွန်တော်တို့အတူရက်တီးပြီးတော့ အာနော်ထုတ်ပြန်ကြေညာတာတွေလုပ်တယ်ဒါကတော့ကြော်ကြား case တွေရောကြော်ကြား case အတိုင်းကျမတို့သွားတာရှိရယ်ပေါ့နော်ဒါပေမဲ့အဲ့လိုကြော်ကြားတာမဟုတ်ဘဲနဲ့ဒီတိုင်းအာမှတ်တမ်းယူထားယုံဆိုပြီးတော့ကျမတို့ရင်ဖွင့်ထားတဲ့ case တွေလည်းဘာမှတော့လုံးလို့မရဘူးသို့တော့ကျမတို့မှတ်တမ်းအနေနဲ့ကျမတို့မှရှိရယ်ပေါ့နော်ဒါတွေကတော့ကျမတို့ advocacy တွေလုပ်တဲ့အခါမှာလည်းလိုရရင်လိုရတယ်လို့အဲတိုင်ထားတဲ့သူတွေနဲ့တိုင်ပင်ပြီးတော့ကျမတို့သွားဖို့ရှိရယ်ဟုတ်ကဲ့မှာဒီအခုပေါ့နော်ဒီ ဒီကလမှာဒီ sexual harassment ဖြစ်ရတဲ့ရာလေရှင်တန်သွမြောက်သူတွေအတွက်တရားမျှတမှုရှာဖို့အဆင်ပြေမလားပေါ့နော်ပြီးတော့တစ်ဆက်သေးပဲအမရဥပဒေကြောင့်တော့မယ်ဆိုရင်ရောဘလို့အခက်အခဲတွေတိုးအတွက်ရှိနိုင်မလဲအမအဲ ယနေ့လက်ရှိကိုလိမ်မိုင်းဆိုင်ရာစော်ကားနှောက်ရတဲ့ case တွေတိတိဖြစ်စီကြီးကြီးဖြစ်စီကျမတို့ညီမတွေကိုအားပေးချင်တာညီမတွေမဟုတ်ကျမတို့ဒါယောက်ျားမိန်းမဘာလို့မဆိုဂျုံရနိုင်တယ်ဆိုတော့အားလုံးကိုအားပေးချင်တာကကိုယ်စိတ်ထဲမှာမသက်မသာခံစားလဲရတယ်ဆိုတဲ့အရာတွေကိုရိုင်းအတိဆုံးဖြစ်တယ်ဥပမာကိုယ်ခန္ဓာကိုလာပြီးတော့ပုတ်တက်ကင်တွင်သွားတယ်အဲ့ဒါကကျူးလွန်ခံရတဲ့ကျူးလွန်တဲ့သူအတွက်ကကြတော့ဟမ်ပေါင်လေးပုတ်လိုက်တာခြေထောက်လေးပုတ်လိုက်တာဗာမ냐 ပအသားပဲ့ပါသွားလို့လဲဆိုရမိကုန်အဲ့တော့အဲ့ကိစ္စကိုပြောရင်လဲကြားတဲ့လူကအော်ဒါလေးကတော့ထားလိုက်ပါနဲ့ဘာမှဖြစ်သွားတာမဟုတ်တာသို့တော့အတိကအရေးကြီးတော့ဗာလဲတော့ဂျုံရတဲ့လူရဲ့အတွေ့အကြုံကိုကျွန်တော်တို့ဘယ်သူဘယ်သူရဲ့အတွေ့အကြုံနဲ့မှရှင်းရမလို့ကြုံရတဲ့လူကဘလို့ခံစားရအသိဆုံးဖြစ်တယ်။ကြုံရတဲ့လူကကြိုက်လားမကြိုက်ဘူးလား။ကြုံရတဲ့သူကအစင်ပြေလားမပြေဘူးလား။ तू အသိဆုံးဖြစ်တယ်။ तू ပြောတာ तू ပြောတဲ့အတိုင်းပဲကျမတို့ကလက်ခံရမှာဖြစ်တယ်။အဲ့ဒါကိုအဲ့လိုမခံစားနဲ့ဟိုလိုခံစားလိုက်ဒီလိုမခံစားနဲ့ဒီလိုခံစားလိုက်ဆိုပြီးတော့ အခြားသူတွေရဲ့အတွေ့အကြုံတွေက rape လောက်ခံလိုက်ရမှာမဟုတ်တာဆိုတာမျိုးတွေရှင်းပြီးပြောတာမျိုးတွေလုံးဝမလုပ်သင့်လုံးဝမလုပ်သင့်ဘူးအဲ့တော့ကျွန်တော်ရဲ့လူကခံစားချက်ဖြစ်တယ်အဲ့ခံစားချက်အတိုင်းကိုကျွန်တော်တို့ကယုံကြည်ပေးရမယ်နားထောင်ပေးရမယ်အတူရှိပေးရမယ်ဒါနံပါတ်၁အချက်ပေါ့နော်အဲ့နောက်ဆက်တွဲမှာဆိုတော့ကျွန်တော်တို့တရားမျှတမှုရှာတဲ့ကိစ္စတရားမျှတမှုရှာရင်တော်တော်များများလက်ရှိမှာမြင်တာထုတ်ဖို့ပြောလေထုတ်ဖို့ပြောလေဆိုကျွန်တော်တို့ကိုယ်တိုင်လည်းပြောပါတယ်ထုတ်ဖို့ပြောခိုင်းတယ်ထုတ်ဖို့ပြောလို့ပြောရင်လူတွေမြင်တာ Facebook မှာတက်ရေးတောင်မြင်တာ ကျွန်တော်ပြောတာမဟုတ်ဘူးထုတ်ပေါ်ပြောဆိုတာကကိုယ်တကယ်ချင်းကိုပြောတာရှိမယ်ဒါမှမဟုတ်ကိုယ့်ရဲ့ boss ကိုယ့်ရဲ့အဖွဲ့အစည်းကခေါင်းဆောင်တိုင်တာရှိမယ်ဒါမှမဟုတ်ကိုယ့်မိသားစုကိုပြောတာဖြစ်နိုင်တယ်ကိုယ့်ချစ်သူကြီးစားကိုပြောတာဖြစ်နိုင်တယ်ထုတ်ပေါ်ပြောဆိုတာတယောက်တည်းကြိတ်ပြီးမခံစားနဲ့တယောက်ယောက်ကိုပြောတစ်ခုခုပြောလိုက်ပြောတယ်လို့ပြောရင်လည်းစကားမပြောတတ်တဲ့သူတွေလည်းကျွန်တော်ထည့်စင်တာစကားမပြောတတ်ဘူးကြုံနေရတဲ့မတန်ဆွမ်းတွေအများကြီးရှိသူတို့တွေဆိုဘယ်လိုပြောရမှာလဲပါစပ်ပြောလို့မရအောင်ရေးရမယ် ထုတ်ပေါ်ပြောဆိုမှုလွတ်လပ်စွာထုတ်ပေါ်ပြောဆိုမှုဆိုတာနှီးပေါင်းစုံဖြစ်နိုင်တယ်ပုံဆွဲတာဖြစ်နိုင်တယ်အာနော်ဟိုကာတွန်းပုံစံဖြစ်နိုင်တယ်စာရေးတာဖြစ်နိုင်တယ်ပကြီဆွဲတာဖြစ်နိုင်တယ်တချင်းရေးတာကြ བྱ ာရေးတာမျိုးစုံကိုအတွေ့အကြုံကိုထုတ်ပေါ်ပြောတာကိုကျွန်တော်အားပေးတယ်အဲ့ဒါလူသားရဲ့အခြေခံရပါမယ်ဆိုတော့အဲ့ဒါကိုပြောတာဆိုတော့ဒီဘက်ခင်မှာတော့ထုတ်ပေါ်ပြောလို့ Facebook မှာတက်ရေးမှုစာစီအဲ Facebook မှာဆိုတဲ့ဟာကကျွန်တော်မြင်တာဒါလမ်းကြောင်းနေတဲ့ရတစ်ခုပဲလမ်းကြောင်းနေတဲ့တစ်ခုပဲ ဆိုတော့ Facebook မှာဟိုတော်တော်ကဆိုကျွန်တော်တို့ live လွှင့်တယ်။ယောက်ျားရိုက်ခံနေရတော့ live လွှင့်ချလိုက်တဲ့အမျိုးသမီးတယောက်ရှိ။ဒါဆိုလိုက် online ပေါ်ကနေသူထုတ်ပေါ်ပြောတာပဲ။နောက်တနည်းနဲ့ပြောတာပဲ။ဒါကိုကျွန်တော်တို့အားပေးရမယ်။သူနဲ့အတူရက်တည်ရမယ်။ဒါပေမဲ့သူ့လိုမျိုး live မလွှင့်နိုင်တဲ့လူတွေအများကြီးရှိတယ်။ live တောင်လွှင့်ခွင့်မရလိုက်ဘူး။ရိုက်ခံလိုက်ရတဲ့လူတွေအများကြီးရှိတယ်။ကျွန်တော်အဲ့လိုမလုပ်နိုင်လို့လေသူတို့ကတရားမျှတမှုရှာလို့မရတာမဟုတ်ဘူးပြောချင်တာကတော့ဒီပေါင်းဆောင်ရှိတယ်အထုပ်ပေါ်ပြောလို့ပြောတာအခြေခံအကျဆုံးကဒီအရေးယူဆောင်ရွက်နိုင်တဲ့သူတို့တိုင်မှုဖြစ်တယ် တိုင်မှာတိုင်တဲ့အခါမှာလည်းတိုင်ခံရတဲ့သူတွေကလည်းတိုင်တဲ့လူရဲ့အချက်လက်တရင်အချက်လက်ကိုတေချာထိမ့်သိမ်းထားဖို့လိုတယ်။နောက်တစ်ခုကဟိုသူတို့ရဲ့အာ protection ပေါ့နော်ကာကွယ်ပေးမှုကိုအဲ့အဖွဲ့အစည်းတွေအာမခံပေးဖို့လိုတယ်။အာမမခံပေးနိုင်ဘူးကလာမတိုင်ဘူး။နောက်ခေါင်းဆောင်တွေလုပ်တဲ့ဟာရှိတယ်။ခေါင်းဆောင်တွေကကျူးလွန်နေဆိုရင်ဘုတ်အဖွဲ့ကိုတိုင်ရမယ်။ ဘိုးဘွက်ခေါင်းဆောင်ဘိုးဘွက်ကိုတိုင်တယ်ဘိုးဘွက်ကလည်းအေးမရဘူးခေါင်းဆောင်ကကျွလုံးတယ်ဘိုးဘွက်ကလည်းဟိုဗမာသူတို့ရဲ့အပေါင်းအမတွေပဲဖြစ်နေဆိုရင်တော့နောက်တစ်ဆင့်သွားရမယ်အဲ့ဒါကတော့အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းတာအဖွဲ့အစည်းတွေကိုရင်းဖွင့်တာဖြစ်နိုင်တယ်နောက် online တွေပေါ်သွားတာဖြစ်နိုင်တယ်ဒီ online တွေပေါ်မှာထုတ်ဖို့ပြောလိုက်တာကမှစိတ်ထဲမှာလွတ်မြောက်သွားစေရဆိုလည်းရေးပါဒါပေမဲ့ online ဆိုတာနောက်ဆက်တွဲတက်ရောက်မှုတွေများကြီးရှိတယ် ါကိုယ့်ပေါ်မှာကောင်းတာလည်းဖြစ်လာနိုင်တယ်ဆိုးတာလည်းဖြစ်လာနိုင်နေပေါ့နော်မျိုးစုံရှိနေတယ်ဆိုတော့ဒီဘက်ခင်မှာတော့ကျွန်မမြင်နေတရားမျှတမှုရှာဖွေတဲ့နည်းလမ်းတွေအများကြီးရှိလာပြီးသူသဖြင့် social media ရှိလာတဲ့အခါမှာလူတွေကပုံစံမျိုးစုံနဲ့ထုတ်ဖော်ပြောလို့ရနေကြပြီဆိုတဲ့အခါမှာတရားဥပဒေလမ်းကြောင်းကတော့ကျွန်မမြင်တာရေရှည်တည်တန်းနဲ့တကယ်အာစနစ်စနစ်ကိုပါအင်းထည့်သွင်းစဉ်းစားတဲ့ဟိုနော်အပြောင်းလဲဖြစ်မယ်အဲကြောင့်မလို့အခုလက်ရှိကျွန်တော်တို့က local governance တွေအများကြီးတည်ဆောက်နေကြတယ်ဟိုတကယ်ရင်းနေချင်းကချင်း အာမကွေးမန္တလေးကဆလို့ပေါ့နော်ဒီဒီဒေတာတွေမှာလဲ sexual harassment တွေ zero tolerance ဆိုရဲဟာ sexual violence zero tolerance ဆိုရဲ policy ကိုချစီခြင်း ਨੇ အဲ့လိုချမှသာလဲအဲ့လိုချဖို့ကလဲဆရာပြောသလိုသူ့ရဲ့နောက်ဆက်တွဲတက်ရောက်မှုတေချာနားလည်ထားဖို့နားလည်ထားတဲ့လူတွေဖြစ်ပေါ်လာတာပေါ့နော်အဲ့လိုတော့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့မှာတောင်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်မိတဲ့မိကွန်းထဲမှာကြံခဲ့သည်ရှိတော့အမအနေနဲ့ဘာများဖြစ်ဆွဖြစ်ကြလို့ပါလဲမသိဘူးခင်ဗျ ီဥပဒေလမ်းကြောင်းကိစ္စမှာအစွမ်းအရှိမှပြောတင်ပြသွားသလိုပဲဟိုကျွန်တော်တို့ထိုင်းနိုင်ငံအတွင်းမှာဆိုရင်လည်း အာဥပဒေလမ်းကြောင်းမှာခက်ခဲပါတယ်ဆိုတော့လုံးကျင်လဲအဲ့လောက်ထိခက်တာဟုတ်ချင်မှာဟုတ်မယ်ကျွန်တော်တို့ကိုယ်တိုင်အတွေ့အကြုံရဆိုရင်တော့အဲထိုင်းနိုင်ငံမှာလည်းမြန်မာနိုင်ငံသားတွေနဲ့အတူရက်တည်တဲ့ထိုင်းရှိနေတွေအများကြီးရှိတယ်အဲ့တော့ဘာသာစကားပေါင်းမြောက်မှုဆိုတဲ့အပိုင်းတွေတော့ကျွန်တော်တို့ခက်ခဲတာပေါ့နော်ပြီးတော့သူတို့နဲ့ယုံကြည်မှုတိစောက်ဖို့ဆိုတာတွေကခက်ခဲမှုရှိတာပေါ့သို့တော့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းနေကြရတယ်ပေါ့နော်အမျိုးသမီးဖွဲ့စည်းပို့ပြီးတော့လည်းများလာပြီးအမျိုးသမီးဖွဲ့စည်းများလာအမျိုးသမီးဖွဲ့စည်းတွေကလည်းဒါလူဝတ်ချက်ကြောင့်သာပေါ်လာတာပါတကယ်တကယ်တခုဆိုရင်အမျိုးသမီးဖွဲ့စည်းတွေကိုပဲဒါဟိုပါပေါ့ ဝင်ပြီးစေတာမျိုးလည်းမဖြစ်သင့်ဘူး။ကိုကို့အတိုင်းပိုင်းနဲ့ကို့ကို့အဖွဲ့အစည်းနဲ့ကို့ကို့တာဝန်ကိုယူတဲ့နယ်လို့ကျွန်တော်မြင်တယ်။ကို့ရဲ့ဝန်ထမ်းရဲ့အရေးအယာကိုကိုယ်တိုင်တာဝန်ယူရမယ်။အဝန်ထမ်းနေဖြစ်ပြီးဆိုတာနဲ့အမျိုးသမီးအဖွဲ့အစည်းသွားလာအမျိုးသမီးအဖွဲ့မအောင်ဘူးလား။အမျိုးသမီးအဖွဲ့ကမလုပ်ဘူးမလား။မလုပ်လို့မဖြစ်တာဆိုတာမျိုးအဲရှိနေတဲ့အဖွဲ့အစည်းတွေကိုဝင်ပြီးစေတာထက်ကို့တာဝန်ကိုယူတဲ့အတိုင်းပိုင်းနေကိုယ်တော်ဝင်ကိုယူတဲ့အတိုင်းဝိုင်းတွေကိုကျွန်တော်ပို့ပြီးတော့အာ resilient တက်တဲ့เนาะအတိုင်းဝိုင်းတွေဖြစ်စီခြင်းနဲ့အဲ့လိုဖြစ်ဖို့အတွက်အမျိုးမျိုးဖွဲ့စီရဝိုင်းကူညီကြမယ်အားပေးကြမယ်အာအချမ်းညာပြုကြ ါမယ်ပေါ့နော်ဒီလိုနည်းနဲ့ကျွန်တော်တို့အတူလက်တွဲကြဖို့နောက်ဒီလိုဒီလိုကိစ္စတွေအမျိုးသမီးတွေမှာပဲတောင်းရှိရမှာမဟုတ်ဘူးအဲကျူးလွန်ခံရတဲ့သူတွေကိုအတူရက်တည်ပြီးဖို့ကျူးလွန်အခြားသောညီမတွေကအတူရှိတယ်သို့တော့တကယ်တကယ်ဒီဖြစ်ရကြီးကိုအမြင့်ပြတ်စေတာကတော့ကျူးလွန်တဲ့သူအများစုဖြစ်နေတဲ့အမျိုးသားတူတင်းမှာအတွေးခေါ်အယူအဆနဲ့အပြုအမူပြောင်းလဲခြင်းကသာလေဒီပြဿနာရဲ့အဖြေဖြစ်မယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါကြတော့အမျိုးသားတွေကိုယ်တိုင်မတက်နိုင်ဘူး အမျိုးသားတွေအပြုတ်မှုပြောင်းဖို့မျိုးသားတွေကိုယ်တိုင်ပြောရမယ်မျိုးသားတွေကိုယ်တိုင်စုံအောင်ရမယ်မျိုးသားတွေကိုယ်တိုင်တိုက်တွန်းရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးနဲ့ထည့်ပြီးပြောချင်ပါတယ်ဟုတ်ကဲ့ပါအမအခုတို့မအားမလက်တဲ့ကြာအချိန်ပေးပြီးဖြည့်ချပါရခြေစူးများကြီးတင်ပါရခင်ဗျခြေစူးများကြီးတင်ပါရနေစီမအောင်လေဟုတ်ဟုတ်ကဲ့ပါဒါကတော့အမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Sister to Sister အဖွဲ့ရဲ့အမှုဆောင်အဖွဲ့ဝဲမက်တင်စာရှုံးလန့်ကြီးကို sexual harassment နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ပြိပခတ်ကာလမှာအမျိုးသမီးတွေကိုလိန်ကျန်းဖတ်တဲ့အကြောင်းအရာတွေကိုတည်တံ့ဆက်သွယ်မြင်မြန်ခဲ့ရပဲဖြစ်ပါတယ်ခင်ဗျာကြီးစုတင်ကြမြင်စမပိတ်တမြအားလုံးပဲရန်သူမျိုး၅ပါးအန်ငယ်ကနေကင်းဝေးပြီးတော့အထူးသဖြင့်ဖက်စစ်စစ်သက်အန်ငယ်ကနေကင်းရှင်းကြပါလို့ဆုမကောင်းတောင်းပေးပါရစေနောက်တွေ့ဆုံမြင်မြန်ကနေမှာပြန်တွေ့ပါမယ်ကျွန်တော်ခန့်တွေပါခင်ဗျာ